ာပါခင်ဗျာမင်္ဂလာပါကျွန်တော်ဒုတိယပိုင်းပေါ့ဗျာဒုတိယပိုင်းနေ့စဉ်သတင်းစာများကြားနေများဖတ်ကြားခြင်းပေါ့ဒီနေ့ကတော့ကျွန်တော်တို့စီကိန်းနီးလာပြီဆက်ရက်ပဲလို့တော့တယ်ဆိုတော့စီကိန်းသတင်းလေးတွေကအများကြီးကောက်နှုတ်ပြီးတော့တင်ဆက်သွားမှာပါဗျာအဲဒီမျက်နှာပုံသတင်းလေးတွေပေါ့ဗျာထုံးစံတိုင်းကတော့ daily 11မှာဆိုလို့ရှိရင်မြန်မာနိုင်ငံတွင်သဘာဝတန်ငွေတင်ပို့မှုမှာရရှိသည့်ဝင်ငွေများကိုဒေါ်လာလင်း6ချက်နှုံးဖြစ်တာတွေ့ရင်နှစ်ပေါင်းများစွာနိုင်ငံ GDP တဲကိုထည့်ဝင်ငွေဈေးသက်တာလားဗောဈေးသက်တာဒါရည်ရဲ့ဒီဘယ်လိုကောမလဲ ဒီဟာတွေရဲ့စိုးကျိုးကောင်းကျိုးလည်းအများကြီးဖြစ်ခဲ့တာပါဗျာဆိုတော့စံတော်ချိန်မှာတော့သမရဦးသိန်းစင်အားထိုင်းတက္ကသိုလ်နှစ်ခုမှပါရဂူဘွဲ့ချီးမြှင့်ပေးအားဟုတ်ကဲ့တရင်ခေါင်းလေးတွေပေါ့ဗျာတော့ရန်ကုန်တိုင်းမှာကတော့တစ်ဆက်ယုံလုံသားများကြီးထောက်ခံချက်ပါရှိမှသာမြန်မာတစ်များကို EU နိုင်ငံများဝယ်ယူမည်ဆိုတော့ဒီလုံသားရဲ့ထောက်ခံချက်လိုတယ်ဟလာဒီ voice မှာတော့မော်တော်ယာဉ်အားလုံးဈေးအကျကိုဥတည်နေတယ်ကောင်းတော့ဗျာဟုတ်ကဲ့ပါအဲ့ဒါဒါလေးတွေပေါ့ဗျာ ဆိုတော့ကျွန်တော်တို့အများသောအားဖြင့်စီးကိန်းသတင်းတွေပဲတင်ဆက်မယ်ဆိုတော့ဘာလေးများစဖတ်မလဲအာဒီမှာတော့ဒါကျွန်တော်တို့ပေးတက်ကအာဂဒါဆိုဘောလုံးမှဘောလုံးကိုဗျဘောလုံးမြဟုတ်အဲအဲ့တော့ဘောလုံးဘောလုံးပဲလေအဲ့တော့စံတော်ချိန်မှာပါလာတဲ့ဒီမကွေးသတင်းတော့ရေးသည်ဆိုတဲ့မြမလေးစဉ်ဘောလုံးတဲ့အောင်နိုင်နိုင်ငံကြီးသားများပေးတာတောင်းနဲ့တခဲနဲ့အားပေးကြပါစို့ဆိုတာဒီဆောင်းပါးလေးနည်းနည်းဖတ်ပြကြပါလေကောင်းလို့ပြတော့ကောင်းပါတယ်ဗျာ ။ဘာမှမြန်မာရေးလို့ဝင်ထည့်နိုင်တော့မဲ့ချိန်တစားနှစ်တစားနေလာပါပြီတဲ့။ချိန်များကိုဝါမျိုးရင်းနဲ့နီးစနစ်မှန်းဆွဲစိတ်တန်သွားနဲ့လေ့ကျင့်လာခဲ့ပြီဖြစ်လို့စောခုဆဲရဲ့စင်တဲ့ဟေးတဲ့ချင်းကိုမြန်မာကုံတော်အာသာသမားတွေတံပြိုင်တီးဆူနေကြပြီထင်တဲ့။ပြဖွင့်ထားပါရဲ့ဆောင်းပါဟုတ်ကဲ့ပြီးတော့ဘယ်လိုပဲအာသာနည်းမျိုးကိုမဆိုးကစားသူတွေအတွက်အားဖြစ်စေမဲ့အဓိကကြားစီးတစ်ခွက်ကပေးသက်အားပေးမှုပါတဲ့ သာသမားရဲ့စွန့်ရင်နဲ့ပေးတဲ့အားပေးမှုပေါင်းဆက်လိုက်မှအောင်မြင်မှုဆိုတဲ့တရဖူကိုစောင်းနိုင်မှာဖြစ်ပါတယ်တဲ့ကိုနိုင်ငံကိုမြေကိုရေပေါ်မှာရှင်ပြိုင်ကြမဲ့ပွဲတွေဖြစ်လို့နိုင်ငံချင်းစိတ်မျိုးချင်းစိတ်ပြည်နဲ့တခဲနဲ့အားပေးကြဖို့အထူးပဲလိုအပ်ပါတယ်တဲ့ဒါတော့ပြောစရာတော့မလိုဘူးနဲ့တူတယ်ဗျကျွန်တော်တို့ဒါတော့အားပေးကြမှာပဲလေအဲ့တော့ဘောလုံးနဲ့ပတ်သက်တာလေးပြောပါမယ်မြန်မာဘောလုံးရွှေခေတ်ဖြစ်ခဲ့တာဘယ်ခေတ်လို့ပြောရမလဲမသိနိုင်တော့တဲ့ယခုပြည်ဆက်ခတ်အခြေအနေကိုရောက်ရှိခဲ့ရတဲ့ အကြောင်းရင်းများစွာရှိလိမ့်မယ်ဒါပေမဲ့အဓိကအကြောင်းရင်းနှစ်ချက်ကိုတင်ပြပါမယ်နံပါတ်1အချက်ကလူရွေးချယ်မှုပြဿနာဖြစ်ပါတယ်နံပါတ်2အချက်ကတီးခတ်နိုင်စွာအားနည်းစွာနဲ့တစ်ဖက်သင်းရဲ့ထောင်ချောက်ထဲကိုတိုးဝင်တဲ့ခြင်းပဲဖြစ်ပါတယ်စိတ်ရှည်ဖို့ပေါ့ဟုတ်ကဲ့ဗျမြန်မာဘောလုံးသင်းကိုထောက်ပြတာပါဟုတ်ကဲ့ပါဆက်ပြီးသူထောက်ပြတာကမြန်မာဘောလုံးလေဟီစင်များအစင်အဆက်တတ်တိကောင်းကြပါတယ်တဲ့အိမ်ငွေအဝေးကွေးမျိုးစိတ်ဓာတ်မှာကြောတော့နဲ့ကစားရကြပါတယ်မြမတတ္တိကိုကဘာကတိအောင်စွမ်းဆောင်နိုင်ကြသူများလို့ပဲဆိုနိုင်ပါတယ်ဒါပေမဲ့တတ္တိနဲ့ ခံနိုင်စွမ်းအားနည်းမှုကိုခွဲခြားသိမြင်မှုလိုအပ်ပါတယ်ဆိုသူထောက်ပြတာလေဗျဟုတ်ကဲ့ခံနိုင်စွမ်းအားဆိုတာကခံနိုင်စွမ်းအားနည်းပါမှုပြယုတခုပဲဖြစ်တယ်ကျွန်တော်တို့မြန်မာဘောလုံးအသင်းငွေခက်ကမနိုင်ခဲ့တာပေါ့ဗျဟုတ်အဲ့တော့ဒီခံနိုင်စွမ်းအားနဲ့သူထားရှိရမယ့်စိတ်ဓာတ်တခုကတော့မန်ယူစိတ်ဓာတ်တဲ့မန်ယူအသင်းကဥဆောင်ကိုများပေးထားတဲ့အတိုင်းပွဲသိမ်းခရမမှုမချင်းပွဲမပြီးသေးလို့ခံယူချက်စိတ်ဓာတ်နဲ့လွတ်ချံမီးနဲ့ပိုင်းစက္ကန့်ပိုင်းအတွင်းမှာခြေပါကူးတွေ နိုင်ကိုးတွေနဲ့ရလာအဖြေကိုပြောင်းလဲနိုင်သွမ်းရှိတဲ့အသင်းဖြစ်ပါတယ်လိုပဲဖြစ်ဖြစ်တဲ့ဘောလုံးအသင်းအောင်နိုင်မှုကအဲ့ဘောလုံးအသင်းကိုကိုးစားပြုတဲ့နိုင်ငံရဲ့အောင်ပွဲပဲဖြစ်ပါတယ်အတိုင်းခံရှုံးပေးနေဒီနေ့ကစားကြပါသူတို့လည်းအားပေးနေပါမယ်တိုက်တွန်းပါတယ်ဆိုပြီးရေးထားတာပါဗျဟုတ်ကဲ့မကွေးသတင်းတော့ဟုတ်ကဲ့ရေးထားတာပါဟုတ်ကဲ့အဲကျွန်တော်ဒီမှာကတော့ရန်ကုန်တိုင်းရပါဗျဟိုဆက်ဆက်သတင်းလေးပေါ့ဗျာဆိုတော့မြို့သမီးပြိုင်ပွဲ2014အာရှအမျိုးသမီးပြိုင်ပွဲဤပွဲစဉ်များထွက်ပေါ်ဆိုတော့မြန်မာပါလား မြန်မာလည်းပါတယ်မြန်မာလည်းပါတယ်အဲ့မှာဖတ်ပြရမယ်ဆိုရင်တော့ BNN နိုင်ငံမှာလာမယ့်2014မေ14ရက်ကနေ25ကျင်းပါမယ်အာရှမျိုးသမီးချန်ပီယံရှစ်ပွဲတွေပေါ့နော်ဒီပွဲရဲ့ပွဲစဉ်တွေထွက်လာပါပြီတဲ့အုပ်စုမဲခွဲမှုရမြန်မာအမျိုးသမီးတင်းရအုပ်စုခါဝေးမှာတရုတ်တောင်ကိုရီးယားထိုင်းနဲ့တူကြာရောက်တယ်အုပ်စုကကြီးမှာတော့တခြားအသင်းတွေပေါ့ဗျာဂျော်ဒန်တို့ပါတယ်ဂျပန်တို့ဩစတြေးလျတို့ဆိုတော့မြန်မာမျိုးသမီးအသင်းကပွဲဥတဲ့ပွဲစဉ်ဖြစ်မေ15ရက်မှာတောင်ကိုရီးယား16ရက်မှာတရုတ်19ရက်မှာထိုင်းနဲ့ ဒီလိုမျိုးအစဉ်စဉ်ရှင်ပြန်ရမယ်ဆိုပြီးပွဲစဉ်တွေပေါ့ပဲကျွန်တော်တို့ထွက်လာတာပါဒါကတော့ဒီဆက်လက်ပြီးတော့အစည်းအဝေးပြီးရင်ဆက်လက်ဖြစ်လာမယ်ဟိုအမျိုးသမီးပွဲတွေဟုတ်ကဲ့အော်ဆိုတော့မချောင်းလောက်ဘူးပြတောင်ကိုရီးယားတို့တရုတ်တို့ဆိုတော့ဟုတ်ကဲ့ပါဒီအရေးကျွန်တော်ဒါလည်းအိဒအာဝါပဲဗျာစံတော်ချိန်မှာပါတာပါဟုတ်ကဲ့ပါစီကိန်းနဲ့ပတ်သက်လို့သူကတော့ယူယူလေးရေးထားပါတာပါဖော်ရရင်ချီအားပေးရှင်ပြားရင်းနဲ့ဟုတ်ကဲ့ပါဒီစီကိန်းအာသာပြိုင်ပွဲကျင်းပမယ်ရည်ကြီးနေတဲ့နေသားကြီးပေါ့ဗျာအဲ့ဒါနဲ့ဖွင့်ထားပါတယ် သူကလည်းအဲ့မှာချဲလက်လေးတချို့ပါပါတယ်အင်ရှင်နိုင်ငံဖြစ်တကြောပြန်ကျင်းပမယ်အခု29ကြိမ်မြောက်စီးကိန်းပြိုင်ပွဲကြီးမှာတဲ့နိုင်ငံအလိုက်ဆူရရှိမှုမြင့်တက်လာနိုင်ရေးကိုအားလုံးကမျှော်လင့်နေကြပါတယ်အာသာဝဉ္ကြီးဌာနကအာသာ33မျိုးထဲမှာရွှေသိ100တောက်ထက်မနည်းစုခူးနိုင်မယ်လို့မှန်းထားပါတယ်တဲ့ အာဒါနီရီနဲ့မြန်မာတမျိုးသားလုံးမျှော်လင့်နေတာကဘောလုံးရွှေဒုစိတ်ဖြစ်ပါတယ်။မြို့သားဘောလုံးတင်းစီကိန်းပြိုင်ပွဲတွေရွှေဒုစိတ်နဲ့ဝေးကွာနေတာကြားပြီးဖြစ်ပါတယ်။ဘိုလ်ဘွဲကိုနောက်ဆုံးတက်ရောက်နိုင်တာ2000ထိုင်းစီကိန်းပြိုင်ပွဲမှာဖြစ်ပါတယ်။ဥကာကုမြေပေါ်မှာရှင်ပြိုင်ကြမှာဖြစ်လို့ဘောလုံးရွှေဒုစိတ်စုရရှိကြကုန်ကြခဲကြိုးစားကစားကြရတော့မယ်တဲ့။အဲ့မှာတော့ထောက်ပြထားပါတယ်။သူသူပြင်တော့မြန်မာကအာဂါပြေးတများစိတ်ပါဝင်သားမှုအများဆုံးဖြစ်တဲ့ဘောလုံးပွဲများကစားမှာလေးထားကြမယ်အချက်များရှိပါတယ်။ ေဘကွေးတရင်နောက်လိုပဲသူတို့ထောက်ပြထားပါတယ်ဗျဒီမြန်မာအသင်းအနိုင်ရရှိတရားတော်ရှင်ပြန်ခြင်းဖြင့်အားပေးကြဖို့လိုအပ်ပါတယ်ဘောလုံးပွဲများရှင်ပြန်နေတဲ့လုံခြုံရေးအခြေအနေကဆုံးဖြတ်လိုအပ်ပါကကမ္ဘာဘောလုံးဖွဲ့ချုပ်အာရှဘောလုံးဖွဲ့ချုပ်တို့ရဲ့စီမင်းတွေနဲ့အရင်ဆုံးဖြတ်ကြမှာဖြစ်ပါတယ်တဲ့နိုင်ငံတကာအသိမှတ်ပြုဒိုင်လူကြီးများဖြစ်လို့သူတို့ရဲ့ဆုံးဖြတ်ချက်ဒါအတီးဖြစ်တယ်မှာလေတာဝန်ရှိသူချို့ဝင်ရောက်ဆွတ်ဖက်မှုကြောင့်အင်္ဂန်တကာမှာမျက်နှာမပြည့်ရအောင်ထိမ့်သိမ့်ကြဖို့တာဝန်ရှိပါတယ်ဆိုပြီးတော့သူကတတိပေးထားတာပေါ့ဗျာ ကျွန်တော်တို့ဇီယာအာသာတာဝန်ရှိသူတွေဘာတွေကလှုပ်တတ်တယ်ဗျဝင်ရောက်ပြီးတော့ဆွတ်ဖက်တာတို့ဘာလို့အာနာနဲ့ပေါ့ဗျာဒါမျိုးတွေမလှုပ်ဖို့သူကပြောတာပါရွှေတစိကတော့လူတိုင်းရကျင်တယ်အဲ့တော့ပေးတတ်အားပေးမှုနဲ့တန်တန်ရှင်းရှင်းလေးပေါ့နော်ရတဲ့ရွှေတစိတွေကပို့ပြီးချိုးပါတယ်ထောက်ပြပြီးရေးထားတာပါဗျာဆိုတော့ကျွန်တော်စီမှာတော့ဗျာဒီရန်ကုန်တိုင်းอ่ะပေါ့နော်ပြန်ပေါ်ဝင်မဲ့အမျိုးအစား၃ခုစလုံးမှာမြန်မာကရွှေရအောင်ယူมาပါဆိုပြီးတော့ဒါအင်တာဗျူးလေးပေါ့ဗျာနော် ဒီရိုးရာချင်းလုံးကစားသမားလွင်ဖြိုးဝင်းနဲ့အင်တာဗျူးတွေ့ဆုံမေးမြန်းခန်းပေါ့ကစားသမားအတန်ကြားရတာပေါ့ဗျာဟုတ်ကဲ့ညီမိုးဆိုတဲ့ဒိန်းတော့ကမေးထားတာပါဒီဝင်ပြိုင်မှာပေါ့နော်လေ့ကျင့်မှုတွေလုပ်နေစင်မှာသူကမေးထားတာပါဆိုတော့မေးထားတာကအဲသူ့ရဲ့မိကောင်ကတော့မင်္ဂလာပါအဲလွင်ဖြိုးဝင်းရေတဲ့စီးကိန်းမှာပါဝင် ရှင်ပြိုင်ခွင့်ရတော့မယ်ဆိုတော့ဘလို့ခံစားရလဲဇော်ဟောလည်းပြန်ပြေးတယ်အဲမင်္ဂလာပါ အစည်းကိန်းပြိုင်ပွဲမျိုးမှာပါဝင်ခွင့်ရမှာဆိုတော့ပျော်တာပေါ့ဂုံလဲဂုံယူပါတယ်ပေါ့ဂုံယူရမှာပါအာကစားသမားတိုင်းကတော့ကျွန်တော်မိတာတော့နေပြည်တော်မှာလေ့ကျင့်မှုတွေဘယ်လိုမျိုးတွေပြုလုပ်နေပါသလဲတဲ့ကျွန်တော်တို့တနင်္လာကနေတောက်ကြဒီလေ့ကျင့်မှုတွေလုပ်တယ်အရင်ကတော့စနေတိုင်းပေါ့နော်အဲ့လိုလုပ်တယ်နောက်ပိုင်းမှာတော့ပြိုင်ပွဲနီးလာအဲ့တော့ဘောပဲလက်ရှိအချိန်မှာတဲ့မိတာအာကစားသမားဘယ်နှစ်ယောက်လောက်လေ့ကျင့်မှုတွေပြုလုပ်နေလဲဆိုတော့အသက်အငယ်ဆုံးအာသမားနဲ့အသက်အကြီးဆုံးအာသမားတွေအသက်တွေကဘယ်လောက်ရှိပြီလဲဆိုတော့ဒါချင်းလုံးကတော့အသက်ကြီးတော်တော်ကြီးကြီးလည်းဝင်ပြန်လို့ရတာပေါ့ တော့လက်ရှိမှာတော့အမျိုးသား16ယောက်အမျိုးသမီး16ယောက် လေ့ကျင့်နေပါတယ်။ဆိုတော့အမျိုးသားထဲမှာအသက်ငယ်ဆုံးက22နှစ်ပါ။အကြီးဆုံးကတော့40ပါ။အမျိုးသမီးတွေထဲမှာတော့အသက်ငယ်ဆုံးက15နှစ်ပဲရှိပါတယ်။အကြီးဆုံးကတော့40ပါ။ဒါတွေကတိတ်ထူးထူးကြတော့မဟုတ်ဘူးပေါ့ဗျာ။ဒါနဲ့သူ့ရဲ့ဒီလှုပ်ရှားမှုကိုပြတာပေါ့။ဆိုတော့ဒီစီးကိန်းဝိုင်းချင်းပေါ့နော်။အဲပြိုင်ပွဲမှာတဲ့၄မျိုးသူတို့ကျင်းပါတယ်ဆိုတော့ဒီကိုလူရင်ဖြိုးဝင်းနေတဲ့ ဘယ်အမျိုးအစားမှာပါလဲပေါ့ဆိုတော့ तू အမျိုးအစားလေးမှာပါပါတယ်တဲ့ secondary level ပေါ့ဗျာနော်ဒါအဲ့မှာပါတယ်ပေါ့ဆိုတော့အဓိကမေးခွန်းကတော့စီးကိန်းမှာရွှေဘလောက်ရမလို့ဒီအဖွဲ့ချုပ်ဘက်ကမျှော်လင့်ထားလဲပေါ့ဆိုတော့မေးတဲ့အခါကျတော့ဒီဒီပြိုင်ပွဲမှာအမျိုးအစားနှစ်မျိုးကလွဲပြီးကျန်တဲ့သုံးမျိုးသလုံးပေါ့သူတို့ရွှေစိရမလို့မျှော်လင့်နေပေါ့နော်အဲ့လိုပြောထားမျိုးရှိပါဒါကတော့ဗျာဒီချင်းလုံးကတော့အဓိကဝိုင်းချင်းလို့အလှအခက်တူတာတော့ဗမာက ဒီမြန်မာနိုင်ငံကအများဆုံးသွားတာပေါ့ဒါပေါ့ဗျဆိုတော့အဲ့ဒီအနေထားမှာတော့မြန်မာကအများဆုံးရလိုက်မယ်လို့အားလုံးကတော့မျှော်လင့်ကြတာပေါ့အဲဒါပေမဲ့လို့ကတကယ်တမ်းရှင်ပြန်ရင်တော့ဘယ်လိုလာမလဲပေါ့ဒါပေါ့ဒီထိုင်းတို့တခြားချင်းလုံးခက်ကစားမှုတွေရိုးရာရှိတဲ့နိုင်ငံတွေကလည်းမြန်မာချင်းကိုအတူယူပြီးတော့လိုက်ပြီးတော့သူတို့ဒီအတူယူခတ်ပြီးတော့လေ့ကျင့်နေကြတယ်ကျွန်တော်တို့တွေ့နေရတာပေါ့ဟုတ်တယ်ဆိုတော့ခါကြတော့ဘာပဲဖြစ်ဖြစ်အဲကျွန်တော်တို့ဒီနေ့တင်ဆက်ခဲ့တာကတော့ဒါဒီစီကိန်းနဲ့ပတ်သက်တာကိုအများကြီးပေါ့ဗျာဆိုတော့ အဆုံးသက်ထုံးစံကာတူးလေးတော့ကာတူးလေးဖတ်ပြအောင်မှာဖြစ်မယ်ဗျဆန်တော်ချိန်မှာဗျဟုတ်ကဲ့ပါဘူကြီးဘွားကြီးစကားပြောနေတာရေနိုးလေးတောက်အောင်ပြီးစီကိန်းပြိုင်ပွဲကြီးစားဖို့ဆဲကြဒူတော့တဲ့ဟာဘူကြီးကဘွားကြီးကဘာပြောလဲဆိုတော့ဒီဆဲရဲ့ကြော်မှာတဲ့တသက်ခေါင်းမဖော်စရာမဖြစ်ဘူးရွှေမြမရွှေတလေးရဖို့ရေး MLA လေးရေးနေတော့ပါပြီတော့ဘူချင်းချတော့ဒီ စီကိန်းကာတွန်းလေးတရားလေးကကျွန်တော်တို့တကယ်မြန်မာပြည်သက်တည်းရဲ့ရင်ထဲမှာရှိတဲ့ခန္ဓာချက်လေးပါတခုခုဖြစ်သွားမှာဆိုလို့တိုင်းပြည်မျက်နှာပြက်သွားမှာဆိုလို့ဝိုင်းပြီးစိုးရိမ်နေကြတာဟုတ်ကဲ့ပါခင်ဗျာဆိုတော့ဒါလေးနဲ့ပဲကျွန်တော်တို့ဒီနေ့အစီအစဉ်ရန်နာလိုက်ပါတယ်ခင်ဗျာကျမ်းမာချမ်းသာကြပါစေ